အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Real Madrid အသင်းမှာအခုလက်ရှိ Vinicius Junior နဲ့ဒါနီးပြအလွန်ဆိုကြားမှာအတန်းရှင်းအချို့ရှိနေတယ်အဓိကက Real Madrid အသင်းရဲ့ contract situation ကြောင့်လဲဆိုင်သလိုနောက်တစ်ခုကအလွန်ဆိုရဲ့ tactic တွေကိုတချို့ပွဲစဉ်တွေမှာကစားမတွေတိတ်သဘောမကျဘူးဆိုပြီးတော့ Spain media တွေမှာဖော်ပြထားတယ်ဥမာ ရိုင်ယဗလကာနိုနဲ့ကစားတဲ့မက်ဒရစ်ဒါဘီပွဲမှာဆိုရင်ဗင်နီရှက်ကဒါဒရစ်ဗလင်းလုပ်ပြီးတော့နောက်ထပ်ကစားမတစ်ယောက်ကိုချော်လိုက်တယ်ဒါပေမဲ့နောက်ဆက်တွဲမှာအဲ့ဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာဒါဂျာဗီအလွန်ဆိုရဲ့မျက်နှာကိုကင်မရာတွေရိုက်ပြတဲ့အချိန်မှာသူတော်တော်လေးမျက်နှာပြက်နေပြီးတော့သူကတော့အဲ့လိုပုံစံလောက်တာတဲ့ pass 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 ပေါ့လေပေးလိုက်ပေးလိုက်ပေးလိုက်ပဲမလို့လားအပ်ပဲနဲ့လိန်နာခောက်တာတွေမလုပ်ဘူးဆိုပြီးတော့ဒါသူအဲ့ဘွဲမှာသူပြောသွားတယ် ဒါအပြင်ဒါဒီကြားထဲမှာတချို့ကစားမားတွေကြားထဲမှာအခုအာတာဂူလာကလည်း complain complain တက်တာဗောလေဒါကတော့အလွန်ဆိုသူ complain တက်တာ Real Madrid က high pressing ကစားတဲ့အခါမှာဒါကစားမားတွေရဲ့ position နဲ့ပတ်သက်လို့ဒါဘယ်လိုပြောမလဲအခြေအနေတွေအားလုံးဆိုတော့အဲ့ Rival Vallecano နဲ့ပွဲမှာတော်တော်များများ ဒီဘယ်လိုပြောမလဲ attention ဖြစ်တာပေါ့လေဒီနေရာမှာ Vinicius Junior ကလည်း Alonso လူစားလဲလိုက်တဲ့လူစားလဲမှုတွေတော်တော်များများကိုသူကြည့်ပြီးတော့စိတ်ပြတ်နေတယ်ဆိုတဲ့သဘောတရားမျိုးဒါအခု media ကလည်း create လုပ်တာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီဘက်နောက်ပိုင်းမှာ Vinicius ကို Alonso ကဦးစားပေးကစားမရလို့မတတ်မပဲနဲ့သူမကြိုက်လို့ရှင်လဲပြစ်မယ်သူစိတ်ကြိုက်မတွေ့ရင်ပွဲထွက်ခွင့်တော့မပေးပဲအရန်ပြစ်ထားမယ်ဆိုတဲ့အခြေအနေမျိုးအခုလောလောဆယ်မှာလက်ရှိ ဒီအလွန်ဆိုရဲ့အသင်းမှာဂျူပါလင်ဂန်ရဲ့အာတာဂူလာနဲ့ဒီကီလီယန်အမ်ဘပေတို့လောက်ပဲ first try ဖြစ်သေးကြတယ်ဗျာအဲ့ဒီမှာအခု Brian Diaz ကိုသူတို့ထုတ်ပြီးတော့ Sabios ထည့်တာတို့နောက် Camavinga ကိုထည့်ပြီး Rodri ထည့်တာတို့အဲ့အဲ့လိုပေါ့လေနောက် Valverde ကိုထုတ်ပြီး Trent ကိုထည့်လိုက်တဲ့တချို့ decision တွေကိုတိတ်သဘောမကျဘူးအဲ့ဒါကအခု queen အတွင်းမှာအထူးသဖြင့် viable rivalry card နဲ့ပွဲအလွန်ဆိုကပြောပြီးသား simple quick game counter ကိုပဲခစားမှာ simple game မလိုလားတဲ့ twist တွေမလိုလားတဲ့အလိန်အခေါက်တွေ dribbling တွေဒါတွေကို तू မလိုချင်ဘူး simple ပဲလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းနဲ့အထီရောက်ဆုံးဖြူဟာနဲ့သွားမယ်ဒါမဲ့ခတ်တာကကျွန်တော်ခုနပြောလို့အရင်တည်းကလည်း Ambappe ကလည်း individual finisher ကလည်း individual ဒီကြားထဲမှာဟိုဘယ်လိုပြောမလဲ Rodrigo တုံးကလည်း Rodrigo မလို့ Mastantuno တို့တချို့ကစားမတွေတော်တော်များများဒါ Real Madrid ခေါင်းထဲမှာ အာတာဂူလာက main first choice ကစားမရအတင်နဲ့အမ်ဘပေးနဲ့မရှိမဖြစ်အတွဲလို့သူယူဆတယ်။ Vinicius Junior ရဲ့အခန်းကဏ္ဍကိုရှော့ချတဲ့အဓိကအချက်ပဲ။ဒီအသည်မှာအာတာဂူလာကအမ်ဘပေးကိုဖန်တီးပေးတာခုနှစ်ကြိမ်ရှိတယ်။အရင်တော့ကဆိုရင် Vinicius နဲ့အမ်ဘပေးကြားမှာ chemistry လေးနည်းနည်းရှိတယ်၊ tension လေးတွေရှိပေမဲ့နောက်ပိုင်းမှာတော်တော်လေးအဆင်ပြေတယ်။ဒါပေမဲ့ဒီအသည်မှာ Vinicius Junior ရဲ့အခန်းကဏ္ဍထက်အာတာဂူလာအခန်းကဏ္ဍကိုပိုတိုးပြီးတော့အလွန်ဆိုက ဒီလက်ရှိမှာအမ်ဘပေးနဲ့ပူပြီးတော့အဆင်ပြေတဲ့ပုံဒါကြောင့်လည်းဖန်တီးမှုခုနှစ်ချေရတယ်ဆိုတော့သူကဗီနီရှက်ကိုမလို့ရင်ထုတ်တာတို့လဲတာတို့သူလုတ်တယ်ဂျူပါလင်ကန်ကိုတေချာပေါက် first strike ပြန်သုံးလာတဲ့အချိန်မှာဗီနီရှက်ကဖြည်းဖြည်းချင်းသူနည်းနည်းလေးဘေးရောက်လာတယ်ဒါ ਉਹ သူနည်းနည်းလေးသဘောမကျဘူးဆိုတော့ရီမက်ဒရစ်ကလည်းဗီနီရှက်ကိုတက်တန်းတိုးမဲ့ကိစ္စကန်လန်ထားတယ်သူ့ဘက်ကအဲ့တက်တန်းတိုးကိစ္စကိုလုံးဝတင်းခံထားတယ်တင်းခံထားတဲ့အချက်က သူလောက်ခလာစာကိုခီလီယာအမ်ဘပေးကိုပေးတယ်တန်း20ချုံ25တန်းနဲ့28တန်းကြာလူးခြင်းနေရမ်မတွေ့ကသူ့ကိုမက်ဆီမမ်ပေးမှာ16တန်းလောက်ပဲပေးမှာဆိုတော့အမ်ဘပေးရတဲ့လာစာမျိုးလူးခြင်းပြီးတော့စာချုပ်တစ်လက်မှတ်ထိုးတဲ့အခါမှာလက်မှတ်ထိုးကြည့်အနည်းဆုံး signing bonus တန်း20ထပ်တောင်းနေဒီချက်တွေကိုမတွေ့ကလုံးဝမလိုက်နာဘူးလုံးဝလိုက်နာဖို့ဆန္ဒမရှိဘူးလိုက်ရောဖို့ဆန္ဒမရှိဘူးဆိုတော့သူတို့ကြားမှာ contract ကကိစ္စကအဆင်မပြေဘူးအတန်းရှင်းဖြစ်တဲ့အချိန်မှာ Vinicius Junior ရဲ့ဂုဏ်ထွက်က2020ခုမှာကြံမယ်ဆိုကလပ်ဘက်က okay ဒီနှစ်မှတကောင်တတ်တတ်မတိုးရင်လာမယ့်နွေရာသီမှာ Vinicius ကို Real Madrid ရောင်းဖို့စဉ်းစားထားတယ်ရောင်းမဲ့ price ကိုသူတို့သတ်မှတ်ထားတယ် Euro တန်150အာရာစကိုင်းစပေါ်မှာပေါ်ပြထားတယ်မာကာမှာလည်းပေါ်ပြထားတယ်တစ်ခါက British media တွေမှာရော Spanish media တွေတော်တော်များများပေါ်ပြထားဆိုတော့အခုလောလောဆယ်မှာ Vinicius ကနည်းနည်းလေးဘေးရောက်လာတဲ့အချိန်ရယ် contract ကိစ္စအဆင်မပြေတာရယ်သူ့ရဲ့ demand တွေကိုမတွေ့က မလိုက်ရောတဲ့အချက်တွေကလည်းဒါအကွဲအပြည့်ဖြစ်နိုင်တယ်ဒါပေမဲ့ Real Madrid ကနောက်ထပ် proposal တစ်ခုထပ်လုပ်မယ်အဲ့မှာ Vinicius Junior ကလက်မခံမှုဆိုရင်တော့သူတို့ຫນွေရသည်မှာရှင်းထုတ်ဖို့စဉ်းစားနေတယ်အခုလောလောဆယ်တော့အဲ့လိုအစီအစဉ်မရှိသေးဘူး contract တစ်ထပ်ကမ်းလာတဲ့အခါ finisher ရဲ့အပြုတ်မှုပေါ်မှာတီးပြီးဆိုတော့အာတာကူလာနဲ့ဒါ finish ဒီဒီဘယ်လိုပြောမလဲအမ်ပပေဂျာကနားလည်မှုကနေ finisher အတွက်ဒါ rim တွေ့တဲ့ဂျာအတန်းရှင်းဖြစ်နေတဲ့သဘောဖြစ်ပြီးတော့ contract ကိစ္စရော ကွင်းတွင်ကအနေထားတွေအလုံးပါဒါ PR တွေဖြစ်နေတယ်ဆိုပြီးတော့ပေါ်ပြထားတာဖြစ်ပါတယ်တကယ်လို့ Vinicius Junior ကိုယူရိုတန်150ဆိုရင် ခေါ်ချင်ကြလားတန်150ဆိုတော့အသက်ငယ်လဲငယ်သေးတယ်ဗျကောင်းတော့ကောင်းတယ်ဒါပေမဲ့သူ့ကိုတေးချကြီးကြပ်ပြီးတော့သူ့ရဲ့မမာနာကို ရှော့ချပြီး ဘလုံးကိုပဲအောင်ဆူဆိုင်နိုင်တဲ့နီးပြလက်အောက်ကိုရအောင်လှုပ်ပေးနိုင်ရင်တော့သူဟာသေးကြတယ်အကောင်းဆုံးကစားမတစ်ယောက်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ခတ်မှာဘာလို့ဆိုသူ့ကိုဆွတ်ဆွတ်ကစားတာနဲ့မလိုလားတဲ့အဝါကက်တွေအနီကက်တွေနောက်တစ်ခုကသူ့ရဲ့ behavior အခြေအနေတွေဒီချက်တွေဒါပေမဲ့သေကြတော့ quality player တစ်ယောက်ကိုရဲမတွေ့လွယ်လွယ်နဲ့တော့မလွတ်ဘူးဒါပေမဲ့သူတို့လိုချင်တဲ့ဒီရအောင်တော့သူညှိနေစေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်